ဦးစင်းတင်းတိုင်တိုင်မြင်းမျိုးကိုတရားဟောဖို့ကြွားရောက်တဲ့အချိန်မှာသူကြမှုတရားတွေ့ခဲ့လို့မှတ်တမ်းတင်ဖို့အခုလိုစီစဉ်နေပါတယ်ဒီမှတ်တမ်းကတော့၁၂နှစ်ရွယ်သေးသွားတဲ့ကလေးမလေးရဲ့အကြောင်းအဲ့ဒါကိုတရားကြည့်ပြီးတော့အသေးတက်သွားတဲ့အတွက်ကိုမှတ်တမ်းတင်ဖို့အတွက်သက်ဆိုင်ရာပုံပုံများကိုအခုခေါ်ထားပါတယ်ဒီဘက်က ။တခါကြီးကတော့ဘုံမှုကြော်သေးလို့ခေါ်ပါတယ်။သူကမိမျိုးတတ်မတော်စစ်စေးုံခလေးတူဖို့ဆရာဝန်ကြီးဖြစ်ပါတယ်။ဘိုးဘက်ကတော့တည်သွားတဲ့မတ်မီသူလွင်ရဲ့အမိန်တဲ့အဖေဖြစ်ပါတယ်။ဘိုးဘော်တဘောသူပြောင်းရှိသွားတဲ့ကိစ္စယောဂနဲ့တည်သွားတဲ့မတ်မီသူလွင်ရဲ့တရားနာပြီးတရားကျင့်ပြီးတည်သွားပုံလေးအတွေ့အကြုံကိုမှတ်တမ်းတင်ပြမှာဖြစ်ပါတယ်။ အဲဒီဘက်ကဗိုလ်မှူးထေးကျော်နဲ့ဟောဥလင်ဦးနဲ့ဒေါ်ဖြူတို့ကသမီးမတ်မေသူလင်းဖြစ်ရတဲ့ယောဂာနဲ့ခံစားပုံနဲ့သေသွားပုံအဲ့ဒါကိုရှင်းပြပေးပါဦးဒီလိုလားတတိယကတော့ဟိုတက်မလို့ဆက်စည်းရောကလေးပါလို့ပါဗျာအကလေးကတော့ဆယ်နှစ်နေရွယ်ကလေးအမျိုးသမီးမိန်းကလေးငယ်ဖြစ်ပြီးတော့ အယိုးကင်ဆာယောဂါကိုပြင်းပြထန်ထန်ခံစားနေရတဲ့ဝေဒနာတွေဖြစ်ပါတယ်။အယိုးကင်ဆာယောဂါဆိုတာအမတန်နာကျင်ကန့်ခဲပြီးတော့ဒီခလေးကဒီပြော်လို့ဈေးဟုံရောက်လာတဲ့အချိန်မှာဒီနာလုံးလို့ဒီဝင်းအမောက်ပြီးတော့အမြဲတည်းတစ်ဖြန်ဖြန်ကြပြီးပေါ်နေရလောက်နာကျင်ကန့်ခဲတဲ့ယောဂါဝေဒနာတွေကိုခံစားနေရပါတယ်။အားကြောင့်မို့ဒီပြော်လို့ဈေးဟုံခလေးကိုကျေဆောင်ပြီးတော့ဆရာဝန်တွေကခလေးခံစားရတဲ့ဝေဒနာတွေတက်တောင်ဒီပြော်လို့မှရှိရဲ့ ဒီအကြိုက်ခဲလာခြင်းနဲ့ဟာတွေတက်တာတဲ့ဆေးဝါးတွေနဲ့အဲဒီလန်ပေါင်းစုံနဲ့ဆရာဝန်တွေဝိုင်းပြီးတော့ပူကြီးဆောက်ရှောက်ခဲ့ပါတယ်အဲဒီလိုပူကြီးဆောက်ရှောက်ခဲ့ပြင်မဲ့ဒီယောဂင်စာယောဂါပြင်းထန်တဲ့အတွက်ဒီကလေးရဲ့ခစီယိုးမာကြီးကအာဝန်ရောတွေပါအထိခိုက်ပျက်စီးပြီးတော့နောက်ဆုံးမှာတကိုယ်လုံးဖောရောင်ပြီးတော့အစာလည်းမဝင်ရည်လည်းမဝင် စီးလည်းဝင်လည်းမတော်နိုင်ဘဲနဲ့နောက်ဆုံးလက်လွတ်ရမယ့် အခြေအနေကြီးဖြစ်ခဲ့ပါလေဗျာဒီအခြေအနေရောက်တဲ့အခါမှာအတပီတော်အနေနဲ့ကလေးဆေးုံရောက်ပြီးမကြပြီမှာပဲအောင်လန်အတဲဟူတိုက်ခွဲအမှတ်30နှစ်အရှင်ဆန်ဒီမှာဓမ္မရိတာမှာဆရာတော်ရဲ့တရားတွေကိုနာပြီးတရားအားထုတ်လို့ရှိရတဲ့အတွက်2013ခုနှစ်ဧပြီလမှာဒီဆက်ရက်တရားစခန်းသွားပြီးဝင်ရောက်ခဲ့ပါတယ်အဲပထမဆုံးဒီချိန်ဖြစ်တဲ့အတွက်တပီတော်တို့ဒီအချိန်တိကျမသိတဲ့အတွက် 6ရက်ပဲအားထုတ်နိုင်ခဲ့ပါတယ်ခင်ဗျာမဟာပလင်း2နာရီတချိန်ကိုလည်းတရားစခန်းထွက်တဲ့ရက်မှာထိုင်ပြခဲ့ပါတယ်ခင်ဗျာဟာတပြီးတော့အွန်လိုင်းပြန်လာပြီးဈေးရုံ ပြောင်းတဲ့အချိန်မှာခလေးရဲ့အချိန်တွေကတော်တော်ကိုဆူရောက်နေပြီးတော့ပိုက်ထဲမှာလည်းဒီကင်ဆာရည်တွေနဲ့ပြည့်ပြီးတော့အောက်ဆီဂျင်အိုးနဲ့အမြဲတက်ပြီးတော့အသက်ကိုအဲနေလားငါလားရှူနေရတဲ့အခြေအနေလည်းဖြစ်ပါတယ်ဗျာ။ဆရာဝန်တွေကလည်း ဒီကလေးရဲ့နောက်ဆုံးအချိန်မှာမိဘတွေရင်ခွင်ထဲမှာအိမ်မှာအဲတောင့်တတာဘဝကိုစွန့်လွတ်ပါစေဆိုတဲ့စိတ်နဲ့တပည့်တော်တို့ဆေးရုံကနေပြီးတော့ပေးဆင်းခဲ့ပါတယ်။ကလေးကဒီဆေးရုံမှာဆရာဝန်တွေဆရာမတွေကအရင်ကူးဆိုင်တဲ့အတွက်ဆေးရုံအမတမ်းမကိုခင်မင်တော်တာပါတယ်ခင်ဗျာဆရာဝန်တွေရောဒုသာကျူတွေရောဒါကြောင့်မလို့အဲ့ဒီနေ့မှာဆိုရင်ကလေးကအင်ပြဲမှာအတွက်သူ့မှာအားကိုးရမရှိတော့ဆိုပြီးတော့အဲမျက်နှာညှိုးငယ်ပြီးတော့တခါလေဆေးရငယ်နေပါတယ် အိမ်ကိုနည်းနည်းလေးမှပြန်လို့တဲ့စိတ်မရှိပါဘူးခင်ဗျာအဲ့ဒီအချိန်မှာတပည့်တော်ကလည်းကလေးကိုကြည့်ပြီးတော့အဲအလွန်ကိုစိတ်မကောင်းဖြစ်မိပါတယ်ခင်ဗျာဒီကလေးကိုတပည့်တော်လိုတတ်တဲ့စိတ်ပညာနဲ့ကူညီဖို့ရာမဖြစ်နိုင်တော့တဲ့အချိန်မှာတခြားဘယ်လိုနည်းလမ်းနဲ့များကူညီလို့ရနိုင်မလဲဖះသာသနာတော်ကြီးနဲ့လည်းကြုံတယ်ဒီဖះရဲ့အဆုံးအမတွေကိုလည်းဟုတ်ပြောဆုံးမှမယ်တန်ခါတော်နေရရှိရသားနဲ့အဲဒီကလေးကအသက်ကလည်း12နှစ်ပြောရင်နားလည်မဲ့ အရွယ်လေးရောက်နေပါပြီအနားမှာဒီလိုပြောဆိုဆုံးမနိုင်မဲ့ဆရာသမားမရှိပင်နဲ့တပည့်တော်ရဲ့ဟိုဆရာတော်အဆုံးအမကိုခံယူပြီးတည်သည်မတတ်သည်မဟိုဒီကလေးလဲတည်သွားတတ်သွားရင်ကောင်းမယ်ကျင်းသုံးသွားနိုင်ရင်ကောင်းမယ်ဆိုပြီးတော့တပည့်တော်ကလေးပြန်တော့မယ်ဆိုတဲ့အချိန်မှာကလေးအနားမှာရက်ပြီးတော့တနာကြီးကြော်ကြော်လောက်ဟိုကိုဆွေးရင်းမျိုးရင်းအဲတိုင်းသမီးရင်းလေးတို့ညီမလေးတို့သဘောထားပြီးတော့ အားတက်သေးရောတပည့်တော်တည်တဲ့တရားသည့်ကိုသူ့အသက်ရုံနဲ့လျှော်ကြည့်အောင်တပည့်တော်ရှင်းပြခဲ့ပါတယ်ခင်ဗျာအဲ့လိုရှင်းပြရင်းနဲ့ကလေးကနားလဲလာပါတယ်ခင်ဗျာနားလဲလာပြီးတော့အဲသူ့ဒီစိတ်ကလောကကြီးမှာမိဘလည်းအားကိုးလို့မရဘူးဖိုးဖွားတွေလည်းအားကိုးလို့မရဘူးကိုပိုင်ဆိုင်တဲ့စီးပွားဥစ္စာတွေလည်းအားကိုးလို့မရဘူးတနေ့ကြီးကြီးငယ်ငယ်လူတိုင်းဟာတည်ခြင်းတရားကိုတနေ့မှမဖြစ်မနေရင်ဆိုင်ရမယ်ဆိုတော့အသည့်ကိုဒီကလေးကလက်ခံသွားပါတယ်ခင်ဗျာ ပြီးတော့ဘလူးမအားကိုးလို့မရတဲ့အချိန်မှာဒီအားကိုးစရာဖះရဲ့အဆုံးမအရှိတယ်ဖះရဲ့အဆုံးမနဲ့လျော်ညီစွာကျင်သုံးဆောက်တည်ပြီးတော့တည်သွားတဲ့လူတွေကဖះရဲ့အဆုံးမနဲ့ကင်းဝါပြီးတည်တဲ့လူတွေနဲ့မတူပုံအကြောင်းကိုဒီပြီးတော့ရှင်းပြခဲ့ပါတယ်အဲ့ဒါကြောင့်မလို့နောက်ဆုံးသမီးကတော့တည်မှာအသေးချာနေပြီအဲဘဝကိုစွန့်လွှာတော့မယ်အဲစွန့်လွှာမလို့မဲ့အချိန်မှာအေးချမ်းချမ်းနဲ့တည်သွားအောင်အသေးတက်အောင်ဆုံးမတဲ့ဆရာတော်ရှိပါတယ်ဖះဆိုပြီးတော့ဒီပြီးတော့ အရှင်ဖျားရဲ့နာအပီတရားစီအခွေလေးနဲ့တိုက်တွန်းပြီးတော့ကလေးကိုဒီခွေလေးလှူခဲ့ပါတယ်ဖေ။ကလေးကလည်းအဲအားတွေအလုံးတပြီတော့ဆောင်ရွက်ပြီးတဲ့အချိန်မှာကလေးကညှို့ငယ်နေတဲ့မျက်နှာအာမန်နေပြည့်ပြီးတော့သူအိမ်ပြန်ရမယ်ဆိုတာဟိုဝမ်းနေတော့ပဲနဲ့အာမန်နေပြည့်ပြီးတော့တခါတည်းမျက်နှာရွှေရွှေလန်းလန်းနဲ့ချက်ချင်းအသွင်ပြောင်းလာတဲ့သူဒီတရားထုတ်ရမှာပဲဆိုတာအမှန်တကယ်သဘောပေါက်တယ်ဆိုတော့မျက်နှာပေါ်ပြနေပါတယ်ဖေ။ဒါတပြီတော့နဲ့ဒီကလေးမဆုံးခင် တပည့်တော့နောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ဒီပါဗျာဒီကြားထဲမှာတပည့်တော့လှုပ်ရှုပ်တဲ့အတွက်ဒီကလေးနဲ့မဆုံခဲ့ပါဘူးဗျာတလားအောင်နေတော့ကလေးဆုံးနေဆိုပြီးတော့တရင်ကြပါတယ်ဗျာတရင်ကြတဲ့အတွက်တပည့်တော့ဒီကလေးဒီတရားဓမ္မကိုဆောင်းချင်းသွားနိုင်ရလားတပည့်တော်တို့ဆောင်းရပေးတဲ့ကိစ္စကဘလောက်များအကျိုးရှိလဲဆိုတာသိကြလို့ကလေးဆုံးပြီးတော့အတုပါချမနေ၃ရက်မြောက်နေ့လေ၁၂နာရီမှာတပည့်တော်အိမ်ကိုရောက်အောင်သွားခဲ့ပါတယ်ဗျာဒီဘေးမျိုးရဲ့အစင်ကဒီ အတုဘခန်းသားတွေမှာဆိုရင်လူသေးပြီဆိုရင်ဒီအလျက်စစ်နဲ့တုံးတဲ့ရေခဲပုံးကြီးနဲ့အဲလုတ်ပြီးတော့ထည့်ထားလိမ့်ရှိပါတယ်ဗျာအတုဘချမဲ့နေမှာသာလေဒီရေခဲပုံးကြီးတွေကထုတ်ပြီးတော့ဆောင်ယူလိမ့်ရှိပါတယ်ဗျာအတပြီးတော့တည်ကျင်တာနဲ့အိမ်ကိုရောက်သွားပြီးတော့ရဲရောက်ချင်းရေခဲပုံးကြီးကိုဖြွင့်ပြီးတော့ကလေးရဲ့အသွင်ရုပ်စင်းငါနဲ့ခြေလက်တွေကိုကန်ရှိပါတယ်ဗျာရေခဲပုံးကြီးကအထက်မှာအေးဆက်နေပြီးတော့ဒီကလေးရဲ့အသားကြီးကလည်း အေးဆက်နေပါတယ်ဗျာအဲ့ဒါတပြည့်တော့တည်ရင်စောနဲ့ကလေးရဲ့လက်ကိုမကြည့်ရတဲ့ခါမှာဒီလက်အစ်စ်ကြီးတွေကပျော့ပြောင်းပြီးတော့ပျော့ပြောင်းပြောင်းနေလူအရှင်တယောက်ရဲ့လက်လိုနူးငင်းငက်နဲ့ကင်မိအောင်ပြီးထားမိပါတယ်အဲ့ဒါနဲ့ကလေးရဲ့လက်ဒီလက်ချောင်းလေးတွေအစ်စ်လေးတွေဘလူများနေမယ်ဆိုပြီးတော့ဆက်ပြီးတော့အသားအရကင်တွေပြီးတော့ချိုးကြည့်တဲ့ခါမှာပျော့ပြောင်းပြောင်းနဲ့လူတယောက် အိတ်နေတဲ့အတိုင်းပဲဘာမှမကွာခြားမှုမရှိပါဘူးခင်ဗျာဟိုအေးနေတာနဲ့လူလေးလူကျန်တာတော့တကယ်လူရှင်တိုင်းပဲပြုတ်ပြပြောင်းနေအများကနူးညံ့သိမ်းဝင်းနဲ့ဟာကိုတွေ့ရပါတယ်ခင်ဗျာပြီးတော့ clear ရဲ့ညံ့တာလည်းတပိတော်လို့စေးရုံအောင်ဆင်းသွားတဲ့အချိန်တုန်းကတကိုယ်လုံးဖောရောင်ပြီးတော့ဒီမရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကအသွင်ပြောင်းသွားပြီးတော့အဖောရောင်တွေကျပြီးတော့ကိုယ်ရစ်စ်ပြီးတော့မျက်နှာကလည်းကြီးကြီးလင်းလင်းနဲ့အင်းဒီအပြည့်နဲ့ဝင်းဝင်းပပနဲ့ကလေးရဲ့မျက်နှာကိုလည်းတွေ့ရပါတယ်ခင်ဗျာပြီးတော့ ဒီကလေးနဲ့ပတ်သက်တဲ့အတွေ့အကြုံဖြစ်ပါတယ်ခင်ဗျာဒီဟောရောက်နေတာတွေကသေသွားတဲ့အခါတာမန်သေတဲ့လူတယောက်ကဟောရောက်ပြီးသေရင်ဘယ်လိုအခြေအနေရှိတတ်လဲအဲဟောရောက်ပြီးသေရင်သူဟောရောက်လာရတော့ဆက်ရှိနေပြီးတော့ပုတ်ပွားမယ်ဖြစ်စင်ရတော့သူကလည်းသူဖြစ်ရိုးဖြစ်ပြဲပါမယ်ခင်ဗျာအခုတော့ဟောရောက်ပြီးတော့သေပြီနဲ့ကတော့ပုတ်ပွားတာလည်းမရှိဘူး။တမပါဗျာ။ပြီးတော့ဖောရောင်နဲ့ကြာသွားတော့ ဒီဖောက်ရောက်တဲ့အရည်တွေထွက်တာလည်းမရှိဘူးမရှိပါဘူးခင်ဗျာမရှိဘူးဒါကတော့တခါကြီးလို့စိတ်ပညာရတွေ့ဘူးလားအဲ့ဒါမျိုးအဲတမန်အဖြစ်တော့တွေ့ဘူးပါဘူးခင်ဗျာဒီကလေးမှာပဲအဲ့လိုတွေ့ဘူးပါတယ်ခင်ဗျာဟုတ်ပြီအဲတခါကြီးကတော့ဒီသွားတဲ့ကလေးမရဲ့အဖေပေါ့နာအာဝိတရားစီဆိုပြီးဦးစင်တပြားထုတ်ထားတယ်ခင်ဗျာအဲ့တပြားနဲ့ဒီကလေးကိုဖွင့်ပြီးတော့အဲ့တပြားမှာကဒီကဏီပုံကိုယ်တွေကိုအားပေးပြီးတော့ သင်ဘယ်လိုသေးရမယ်ဆိုပြီးတော့ရှုခွက်တွေပေးထားတာပြရအဲ့လိုရှုခွက်တွေနာပြီးတော့အိမ်မှာနေသလားဒီကလေးကအိမ်မှာပြဟုတ်ပြီအဲ့တော့ကလေးဆေးဝါပြန်လာတော့အိမ်ရောက်တဲ့အခြေအနေနဲ့သေတဲ့အခြေအနေကိုတခါကြီးအတွေ့အကြုံရရှောက်ပါဦးပြရသမီးလေးဟိုဘုံချော်ထည့်ရဟိုငါတရားဆေးဝါမှာဟိုဒီသမီးကိုငါလည်းပဲအပြစ်အောင်ပြီးလာမှတင်ပြီးတော့၆လပိုင်းမှာပြဆင်း ၆လပိုင်းနဲ့ဆက်သွင်းပြန်ဆင်းတော့အဲရောက်ပြီးတော့ဘုံချိုထေးရဲ့ဆက်တော့ပြည့်တဲ့အောင်လာဆက်တော်ရဲ့တရားတိခွေကိုသူကနာချင်တယ်ဆိုပြီးတော့အဲ့မှာသူကပြပြပေးတော့အမြင်နဲ့သူကကတိမမဆိုင်ရင်နေမဲ့ဖပိထားတယ်ဒီချိန်မှာသူအောက်ဆီဂျင်ရလည်းပဲအမြင်ရှူရလက်ဝါလုံးလုံးရသေဆုပ်တဲ့အချိန်ထီးဆိုရင်လုံးပုတ်ဆက်ကြအောင်ရှူရကျွန်တော်သူဒီချိန်မှာဒီလိုနိုင်နိုင်နေဒီလိုလိုဒီဘတ်ပါလေပဲအမြင်နဲ့အနောက်မှာ ဖျက်ဖျက်အကြောက်ပဲသူတော့ပဲအဓိကပြောနေပါဗျာခောက်တဲ့စကားပဲအမြဲတမ်းပြောနေတယ်ပေါ့တင်းဆုပ်တဲ့အချိန်ထိမှမသိခင်မှာတော့ဒီတော့လုံမှာဖွင့်အောင်နေတဲ့ဟာတွေအလိုလိုကြောက်ပေါ်ပါဗျာကြောက်ရတော့တမန်လူကောင်းလို့ပဲဖြစ်လို့မြင်တော့လေလေခဏပြောသလိုပေါ့ကြည်ဝင်ပြီးတော့အလိုနေလေပြီးတော့ဝန်းလေးပေါက်တဲ့နေရာမှာလည်းပဲအမဲသွားလို့မရှိဘူးတမန်အပေါ်ပဲလူကောင်းလို့ပဲဟုတ်ကဲ့ဒါပေမဲ့ဆော့ဆော့နေမှာတော့တော်တော်နဲ့တော့ပါဗျာ အရင်တော့ဖိုင်တော့စားတယ်ဒါပေမဲ့ तू तू အယူအမြင်နဲ့အဖေမိနေကိုဖျက်ဖျက်အကြောက်ပဲ तू အနောက်မှာပြုတ်ပြီးပါဒီဆရာတော်ရဲ့ပြီးခွေးလည်းပဲနေရောညာရော तू ပြုတ်ပြီးထားတော့ तू तू တည်တဲ့အချိန်ကြီးညီတော်ကလည်းတည်ရအရင်ပထမဒီလိုမနာခင်တော့ငါတရားဆေးရုံဆေးရုံတင်တဲ့အချိန်မှဆိုရင်ဝိဒနာတော့ခံစားပြီးတော့ တော်တော်လေးရုပ်ရည်ဆက်ပြင်းမြင်မခေါတော့ခံရနေတယ်။ဟိုဘုံကြိုထည့်ရဲ့ဆင်းတဲ့နေမှာဒီဆရာတော်ရဲ့တိတ်ခွေနိုင်ပါတော့ကောက်ပါတယ်ဆိုတော့ပြောတဲ့အချိန်မှာအချိန်လေးစပြီးတော့သူကညင်သွားတော့ဒီကြောင့်မှဒီမသိခင်တော့ရေလောက်လူမှာတခါတည်းမဖြစ်ဘူးလေဒီအောက်ဆီဂျင်ရှူရင်းနေအောက်ဆီဂျင်ပြီးတော့အဲ့မှာအပူတို့အမြတ်အရင်ထွက်သူကတလုံးဆိုရင်နှော်ရီ၃၀ ့ဆယ်လီနော်ကြီးဆက်ရှင်နော်ကြီးအရှော့တင်လုံးရတော့သူကအဲ့ရအပူတို့ထားတဲ့အချိန်မှာဒီတလုံးကုတ်တော့ညော့စက်တနေလောင်းမှာနောက်လို့လက်မယ်ဆိုတော့ဟာလက်တဲ့အချိန်မှာသူကဘယ်လိုပြောလဲဆိုတော့အောက်စီရင်ဦးကတခါတည်းမဖြစ်ဘူးထားအလိုရှုနေဟုတ်ဘယ်လိုပါအပြင်းလေးရှုနေပြအောက်စီရင်ဦးရအဲ့တော့ရှုနေဆိုတော့ဦးကြီးကတတ်တတ်ရှုနေတာအဖြစ် ဘယ်နာခဲမှာလဲအလုံးလို့ထွက်နေတယ်ဘာအောက်ရင်ပိုက်ပေါ်ပြပြတော်တော်ကြောက်နေချိန်အပြင်းလေးရှုဟိုကော့ပရာလို့ရှိရင်လေးရှုနေပြอ๋อนี่อ่ะที่ไปแท้มาเว้ยเพราะอภิเษกเนี่ยซะได้แล้วอ่ะไอ้တော့ဒီမှာออกซิเจนပြတ်တော့ပြီတခါတည်းဆိုရင်ပြအောက်ซิเจนတတော့နေတော့လဲတဲ့ဟာတမီနေလောက်ဝန်းကျင်လောက်လဲသူอ่ะမခံနိုင်ဘူးသူရအရင်ကြာไอ้တော့လုံးဝအချိန်မှာတပီတော့อ่ะငွားတရားဆေးလို့လဲပဲတော့တဲ့အချိန်မှာออกซิเจนစတင်မရှိဘူးအခြားပုံကတိက မျောဆိုတော့စိတ်ခမ်းပါလေပဲအဆင်ပြေအဆင်ပြေတော့တပီတော့လက်လျှော်လိုက်ပြန်လာချိန်မှလမ်းပေါ့တပီတော့တခါတည်းတပီနေတော့ခံမနိုင်တယ်တပီတော့အခုတော့တည်လိုက်မယ်ဆိုအဲ့လိုမြင်ထားတိချုံတနေတော့တနေမွန်းကြအောင်အောက်ဆီဂျင်ပြတ်သွားတယ်အဲ့တော့တပီတော့လူရဲ့ရက်ခွေထဲမှာရေဘုတ်ရက်ခွေထဲမှာဟိုအစ်မဘောဒီပန်းနံကျေရုပ်ကတဲ့တယောက်ရှိနေပြီအောက်ဆီဂျင်အမြဲရှူရအခုဒီမဆုံးသေးဘူးအဲ့ဒီအဖွားကြီးအိမ်သွားတော့အောက်ဆီဂျင်အပူရှိတော့ ဒီတလုံးနေပြီးတော့အိမ်ယူလာဒါဒီအောက်ဆီဂျင်ဘလောက်တနေဝန်းကျင်တော့မိနစ်90 90မိနစ်တော့ပြတ်ဖို့အချိန်ပေါ့ပြန်ရှိလိုက်တော့သူဒီရောက်တဲ့အချိန်မှကြီးမသိဘူးပြန်ဒီတောက်ရီမြောင်းပေါ့သူကဆုတ်သွားဆုတ်တဲ့အချိန်မှလည်းပဲတခါတည်းဆိုရင်တပြောက်ဒီအောက်ဆီဂျင်ပြတ်အောင်မရှိလို့ရှိရင်သူကရုပ်ကြီးဆက်ခဲ့ဖြစ်တယ်ခုနဒီတရားနေနေတော့မှငင်းသွားစနေပဲပီးရင်ပီးရင်နေပဲဒိတ်အကုန်ပြလိုက်တင်းနဲ့တစ်ဆန်ရောက်ပေါ့ဒါပေမဲ့မထူဘူး ်မြင်ပေါ်လာမှသူကဖေးလေးလေးချင်ရဒီအလိုအလိုမခေါ်ပြတယ်လို့ဖြည်းဖြည်းလေးပဲဖေးခေါ်တော့တလူအင်းတော့ဆိုတာဘယ်လိုဖြစ်တော့တလူရုံရင်းစကေဖြစ်တယ်တရှိနေအခုတော့ညင်သွားပါရဲ့တော်တော်သူမဟိုဒီပလေးဆိုင်နဲ့အင်းကြီးကသူကလို့လစ်ချန်တော့ဒီလေးလောက်ပဲစောက်ရတယ်အနောက်မှာဒီလိုလိုဘိတ်ခေါ်ဆိုရင်ကောက်ပေါက်ပေါ့ဗျာကောက်ပေါက်ဆိုတော့အကွေးကြောင်ဖြစ်တော့တယ် ကင်းရီစင်းအမြင်နဲ့ဒီဆောင်းဝင်ညွတ်တဲ့ဆေးပဲထပ်ပြီးနေအဲ့တော့ဒီတည်တဲ့အချိန်မှာသူ့ကိုသူ့အမေကဒီကြောက်ဂုတ်ရီစမ်းတဲ့အချိန်မှာတောက်ရီတပြီးတော့ဘယ်မှာတောက်ရီသိပ်ပြစမ်းတဲ့အချိန်မှာအဲ့ဒီကင်းရီကလှုပ်တော့ဖြောင်းပေါ်မှာအပိုက်ပေါ်မှာမဆိုး60ကျော်လောက်ပြင်းပြအဲ့တော့ဘုံမိုးကလည်းဟိုအီဘုတ်ထဲနေတော့တဖြည်းတလက်ဘုံပျောက်တဲ့အချိန်မှာဟိုမြင်းလုံးတွေဖွက်ကြည့်တယ်ဓာမိနဲ့ထုတ်ကြည့်တယ် ပြီးလေးလေးချီခေါ်လို့မကြွေးလေးကြိုက်အောင်လို့ပတ်စစ်ပြင်းနေဆိုတော့တပီတော့ရေတမီလေးရောကောက်တယ်နေတော့ကြောက်ဖို့ဆိုတော့ဘူးကပြွက်ရယ်ဦးဇင်းတို့ရဲ့အတွေ့အကြုံကအဓိကတော့၁၂နှစ်အရွယ်ခလေးလေးဆိုပြီးမဲ့တရားလမ်းကြောင်းအမှန်ရှုွက်အမှန်နဲ့ရှုသွားရတယ်ဆိုရင်အချိန်အများကြီးမဟုတ်တော့မှအချိန်တူတူတောင်းတောင်းနဲ့နော်မြတ်စွာဘုရားရဲ့အလိုတော်ရတည်ခြင်းကောင်းပါဘုရားနော်တည်တော့လည်းတည်ခြင်းကောင်း တယ်ပြပြအဲတည်ရင်ကောင်းတယ်အကယ်၍ဒါဒီတရားမနာကြရဘူးဆိုရင်ဒီကလေးလေးကတည်ရင်မနာဘူးတင်ပါပြအခုကအသက်ငယ်တဲ့ကလေးဆိုပြီးနဲ့ငါတို့မိတ်ဆွေကောင်းတရားကောင်းနဲ့တွေ့တဲ့အခါကျတော့ကလေးလေးဟာပင်မစည်းမှုမရှိဘဲနဲ့ချမ်းချမ်းသာသာနဲ့တည်သွားတယ်ပြမြတ်တဲ့သာသနာ့အမှုကြီးရပါတယ်ဘုရားနော်ပြပြအားလုံးနဲ့သာဓုခေါ်ကြပါ Amen. Amen. Amen.